ဗန်ကောက်မှာ COVID-19 ကူးစက်ခံရသူ6000ကျော်ရှိပြီးပြီးခဲ့တဲ့လကထိုင်းနိုင်ငံမှာယောဂကူးစက်ခံရသူအရေအတွက်3300ကျော်ထိမြင့်တက်လာကြောင်းယောဂထင်းချုပ်ကာကွယ်ရေးဌာနရဲ့ဖော်ပြချက်အရသိရပါသည်။မေ17ရက်ကနေ18ရက်ထိ COVID-19 ကူးစက်ခံရသူ3330ဦးရှိပြီးတော့အဲ့ဒီကာလမတိုင်ခင်တပတ်ကထက်16000ပိုများလာတယ်လို့ယောဂထင်းချုပ်ကာကွယ်ရေးဌာနကဆိုပါသည်။စုခိုထိုင်းနဲ့ကချနာပူရီမှာကိုဗစ်ယောဂကြောင့်တိတ်ဆုံးသူ2ဦးရှိပြီးယောဂကူးစက်ခံထားရသူတွေက 1918ဦးစေယုံတင်ထားပါတယ်။ဘန်ကောက်မှာကူးစက်လူနာအများဆုံး6290ဦးရှိပြီးချွန်ပိုလီမှာ2583ဦး၊ရနောင်းမှာ1680ဦး၊နွန်တာပူရီမှာ1482ဦး၊စမုတ်ပရာကန်မှာ1442ဦးရှိရလို့သိရပါတယ်။ယောဂကုသခံထားရသူတွေတဲကအများစုဟာအသက်30နဲ့39နှစ်ရွယ်ကြားတွေဖြစ်တယ်လို့ထိုင်းယောဂထိချုပ်ကခွေးဌာနကပြောပါတယ်။ဒီလိုယောဂကုသမှုမြင့်တက်လာတာသတင်းဆက်တစ်ပတ်ဆက်တိုက်ဖြစ်နေပြီဖြစ်ပေမဲ့ အခြေအနေကစိုးရိမ်စရာမဟုတ်သေးဘူးလို့ထိုင်းကျန်းမာရေးအရာရှိတွေကပြောပါရီဒီနှုန်းတိုင်းယောဂကုသမှုဆက်ဖြစ်နေမယ်ဆိုရင်လာမယ့်သတင်းပတ်အတွင်းယောဂကုသတို့အရေးအတွက်နှစ်ဆမြင့်တက်လာမှာဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောပါရီဒီအချိန်ထိုင်းစည်းုံကြီးတွေမှာလူနာကဒင်တွေနဲ့လိုအပ်တဲ့စေဝါတွေအသင့်ရှိဖို့ဆောင်ရွက်ထားပြီးဖြစ်ကြောင်းလည်းသိရပါရီအထူးသဖြင့်အသက်၄နှစ်အောက်ကလေးငယ်တွေနဲ့မတော်နိုင်မလာနိုင်ဖြစ်နေတဲ့တက်ကြီးရွယ်ဦးတွေနာတာရှိယောဂရှိသူတွေကိုစေကုသပေးနိုင်ဖို့အဓိကထားစီစဉ်ထားတယ်လို့သိရပါရီ အများပြည်သူသွားလာရနေရာတွေမှာနှာခေါင်းစီးတက်ကြဖို့နဲ့ဖျားတာဒါမှမဟုတ်ယောဂလက္ခဏာတစ်ခုခုပြသလို့ရှိရင်ကိုဗစ်ကူးစက်ခံထားရတာဟုတ်မဟုတ်စစ်ဆေးကြဖို့လေအာဏာပိုင်တွေကတိုက်တွန်းထားပါတယ်